သူတို့ဘလောက်နဲ့တင်တောင်းနေဘာနဲ့တင်တောင်းနေအမတို့ဒါတွေမသိရဘူးပေါ့နော်အမတို့ဘက်ကတော့အမတို့ဒါသူတို့သမီးနဲ့သူတို့ကသူတို့ကိုယ်တိုင်သူတို့ဖြစ်ချင်တာလေးတွေပေါ့နော်အများအိန္ဒိယ culture မှာဆိုလေအနီရောင်သုံးရင်သုံးတယ်ရွှေရောင်သုံးရင်သုံးတယ်ဒါပေမဲ့သူတို့ရွေးချယ်ထားတဲ့အရောင်လေး ice blue color လေးအဲ့မှာလေးမောင်လေးသတိထားမိလားမသိဘူး down ပေါ့ပါ အဲ့ဒီဒေါင်းဘောက main ပဲကောင်မလေးကလည်းညင်ရင်ရင်လေးနဲ့ကောင်မလေးကလည်းညင်ညင်လေးချောချောလေးချစ်စရာလေးတိလာကောင်လေးကလည်းတိတ်ချောတာတိတ်သူတို့နှောင်ကိုကြည့်လို့ရှိရင်လေကောင်လေးချစ်နေတာနဲ့လေကိုရီအရင်အားကြရတယ်တိလာအဲဆောက်ပြီးတော့သူတို့လေးပန်းကုန်းလေးဆွတ်တဲ့အချိန်မှာကောင်လေးထိုင်လိုက်တဲ့ကြောင့်အမလေးကိုတော်မြဲရည်လေးပဲဝဲတယ်တိလာအော်လှလိုက်တာဆိုပြီးတော့လေ အမက Indian wedding culture ကဒီဇိုင်နာပေါ့နော်ဟုတ်မမျိုးဆန်နာလို့ခေါ်ပါတယ်အမကဆိုင်ကိုတခုတည်းတော့ဖြစ်ချင်တာကြောင့်အမအရှိမဒဲဆိုပြီးတော့ words လေးကိုသုံးတယ်ပေါ့နော်အဲ့တော့အမဆိုင်နေမြဲ the diva ဒီဥစ္စာကညီမလေး the diva ဆိုသူများတဲ့ different ဖြစ်တယ် unique ဖြစ်တယ် queen ဖြစ်တယ်အလှမယ်တွေအကုန်လုံးဒီမှာဆို diva ဆိုတာ different ဖြစ်တယ်အဲ့တော့အမ different ဆိုတဲ့အတိုင်း diva ရွေးချယ်ထားတာပေါ့နော်အမဆက်ဆအချင်းတော့အမကအင်ဂျီရှစ်ထဲနဲ့စခဲ့တာ ready to wear လေးတွေပေါ့စပြီးတော့ပေါ့နော်နောက်ပိုင်းအမကဘာတွေးလာလဲဆိုတော့မြန်မာနိုင်ငံမှာမရှိသေးတာမြန်မာနိုင်ငံမှာမလုပ်သေးတာမြမအဝတ်စားတွေလည်းလုပ်နေတော့ငါတို့ Indian culture ဘာလို့မရှိရမလဲအဲ့ဒါနဲ့အမစခဲ့ပြီးတော့ဒီလို different ဖြစ်အောင်လို့ဒီလို handcrafted တွေအမတို့စပြီးလုပ်ခဲ့တာပေါ့နော်အခုကျတော့အမကိုယ့်ကိုယ်ငါစခဲ့တာမှန်တယ်လို့ပဲတော့ဘာလို့ဆိုအချိန်တစ်ခုကလည်းယူသေးတယ်အချိန်တစ်ခုကလည်းအများကြီးယူလာသေးတယ်အမတို့ဆိုနှစ်နဲ့အချိန်ယူလာခဲ့ရတယ် ပညာတွေအများကြီးလေ့လာခဲ့ရတယ်အမတို့ကျတော့ဘယ်လိုလဲဆိုတော့ YouTube ကနေကြည့်ပြီးတော့ဒါအင်ကြီးလိုက်ချုပ်လို့လည်းမရအောင် YouTube ကနေကြည့်ပြီးတော့အခုဆိုလို့ရှိရင်ထွက်လာတာ AI နဲ့ ChatGPT တွေထွက်လာတယ် ChatGPT ကနေကြည့်ပြီးတော့လည်းအရင်ကြီးချုပ်လို့မရအောင်အမတို့ဆို Master Degree တက်ခဲ့ရတာနိုင်ငံခြားမှာအမတို့ဒီကိစ္စကိုလုပ်တော့မယ်ဒီ design နဲ့ပတ်သက်ပြီးတော့အမတို့လုပ်တော့မယ်ဆိုအစအဆုံး college တက်ကြတယ် degree တက်ကြတယ် Master Degree တက်ကြတယ်တက်ပြီးတော့မှအမတို့လူမျိုးလေးဖြစ်လာတယ်တော့ကိုကိုကိုတော့ဒါ different လေးဖြစ်တယ်ဆိုပြီးတော့အဲလုပ်ဖြစ်တာပေါ့နော် င်းချီရဲ့တင်ကောင်းထိုင်တဲ့ဒီလိုမျိုးရဲ့မင်္ဂလာဝတ်ဆုံးဖတ်ပြီးချင်းပေါ့ဟုတ်အိမ်မအဲ့ဒါလေလေအမအကြတော့လေသူတို့ကဒါသူတို့ personal ကိစ္စလေးပေါ့သူတို့ဘလောက်နဲ့တင်တောင်းနေဘာနဲ့တင်တောင်းနေအမတို့ဒါတွေမသိရဘောနော်အမတို့ဘက်ကတော့အမတို့ဒါသူတို့သမီးနဲ့သူတို့ကသူတို့ကိုယ်တိုင်သူတို့ဖြစ်ချင်တာလေးတွေပေါ့နော်သူတို့က different ဖြစ်ချင်တယ်သူတို့ culture နဲ့ပတ်သက်ပြီးတော့လေသူတို့အာသူများနဲ့မတူတာလေသူတို့ဆင်နွယ်ချင်တယ်အဲ့ဒီတော့အမတို့လာအပ်ထားတယ်ယောက်ျားလေးရောမိန်းကလေးရောသူတို့သားရောသူတို့သမီးရောနေပြီးတော့သူတို့ရွေးထည့်ထားတဲ့အရာလေးနဲ့ သူတို့သားလည်းရွေးချယ်ထားတဲ့အကြောင်းလေးနဲ့တစ်ခုစတစ်ခုစီဖြစ်မနေအောင် matching ပေါ့နော်အမတို့ကဖန်တီးပြဖြစ်ခဲ့တယ်အဲ့ဒီဖန်တီးပြခေတာလည်းအားလုံးတစ် different လည်းဖြစ်တယ်အကြောင်းလေးကအစအများက Indian culture မှာဆိုလေသတိထားမိလားမသိအနီအောင်သုံးရင်သုံးတယ်ရွှေအောင်သုံးရင်သုံးတယ်ဒါပေမဲ့သူတို့ရွေးချယ်ထားတဲ့အကြောင်းလေး ice blue color လေးအဲ့တော့ကောင်မလေးက ice blue color လေးရွေးထည့်ထားတယ်ကောင်လေးကလည်း ice blue color လေးအုတ်ထုတ်ကအစဖနက်ကအစလက်စွပ်လေဆွဲ everything အမတို့အရာလေး ဖန်နီးပစ်ပြတာနော်အဲ့တော့နောက်ဘက်မှသိရတော့အာရန်စင်ဟိုဖြစ်သွားတာပေါ့နော်ဝမ်းလဲဝမ်းတာဝါဒီဒီဇိုင်းလေးကတော်တော်လေးခလဝါဒီ different လေးလေးဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးလေးဟာအဲ့မှလေးမောင်လေးသတိထားမိလားမသိဘူး down ပေါ့ပါအဲ့ဒီ down ပေါ့ပါ main ပဲသိလားအမားတို့လေ down ဆိုတာအမားတို့အိန္ဒိယနိုင်ငံရဲ့ national animal လို့ခေါ်တယ်သူတို့အာကံကောင်းတဲ့အနေနဲ့မင်္ဂလာယူတဲ့အနေနဲ့ down ကိုကိုစားပြုတာပေါ့နော်အဲ့ဒီ down ပေါ့ပါအဓိကအသက်ပဲနောက်တစ်ခါကျတော့အမားတို့ down ပေါ့ပါမှာလေ color ကိုအမားတို့ different ယူလိုက်တယ်အခုကောင်မလေးအင်ကြီးအပြာဆိုတော့ down ကိုလည်းအပြာသွားမယူလိုက်ဘူး ခေါင်းပေါ်အောင်မှာတော့ပန်းရောင်ယူပြီးတော့အဲ့ဒီပေါ်မှာဒေါင်းတစ်ခုဖန်တီးခဲ့တာပေါ့နော်အဲ့ဒီဒေါင်းကတော်တော်အမအတွက် challenge ဖြစ်တာအရန်လဲကြီးတယ်လေစောင်းရတာဟာလေအရန်လဲပဝါလဲကြီးတယ်ဒေါင်းတစ်ခုအကြီးကြီးပေါ်မှာတော့ယူပြီးတော့ထိုးရတယ်ဆိုတာလေအားလေအမအတွက်တကယ် special လေးဖြစ်တယ် challenge ဖြစ်ဖြစ်တယ် design လေးပေါ့နော်ဟုတ်ကောင်မလေးကလည်းညီရင်ရင်လေးနဲ့ကောင်မလေးကလည်းညီညီလေးချောချောလေးချစ်စရာလေးတိလာကောင်လေးကလည်းတိတ်ချောတာတိတ်တို့တော့ညောင်ကိုကြည့်လို့ရှိရင်လေကောင်လေးချစ်နေတာနဲ့ ိုရီအရင်အားကြရတယ်တိလားအဲဆောက်ပြီးတော့တို့လေးပန်းကုန်းလေးဆွတ်တဲ့ချိန်မှာကောင်လေးထိုင်လိုက်တဲ့ကျအမလီကိုတော်မျက်ရည်လေးပဲဝဲတယ်တိလားအော်လှလိုက်တာဆိုပြီးတော့လေအဲ့ပုံလေးထွက်လာလို့ချင်းတော်တော်လှတယ်အယောင်လေးကလေမောင်လေးတုံးထားတဲ့ကြောက်တင်နဲ့တုံးထားတဲ့ quality နဲ့တို့လေးမိထွက်နေတာအဲ့ဒါလေအမအရင်သဘောကြတယ်ကြည်နုမိတာပေါ့နော်ကိုကဒီဇိုင်းလေးအဲ့လိုပါလာတယ်ဆိုတော့ဒါအမအတွက်အမလောက်လာတဲ့2016မှာစခဲ့တဲ့နေရာမှာအမဒီဟာကတော့ the best one အမအတွက်အမြဲ memory လေးဖြစ်တာပေါ့နော် စုဖူးလေအဓိကတော့မောင်လေးကဘယ်လိုလဲဆိုတော့လူတိုင်းကဘယ်ဆိုင်ကိုသွားသွားဘက်ကနေငါဒါကြိုက်တယ်ဆိုပြီးဝတ်လို့ရတယ်ဒါပေမဲ့ကိုယ်တိုင်ဖန်တီးထားတယ်ကိုယ်တိုင်ဖြစ်ချင်တဲ့အရာကြတော့သူများရှိမှမရအောင်အဲ့တော့သူများရှိလာလည်းမရဘူးသူတို့ဖြစ်ချင်တဲ့ဟာလေအဲ့ဒါကိုအမတို့ပို့ပြီးကြိုက်တယ်အမတို့ဒီဇိုင်နာအနေနဲ့ဗာလဲဆိုတော့ client တခုရောက်လာပြီးဟေ့ဆိုလို့ရှိရင်လေအဲ့သူ့တော့ငါအင်ကြီးချုပ်ပေးရမယ်အင်ကြီးချုပ်ပေးလဲမှဒါတာဝန်ငါငွေရတယ်တာဝန်ဆိုတာတဲ့အမတို့ bridge တခုဖြစ်တာ client ဖြစ်ချင်တဲ့ dream နေ client ဖြစ်ချင်တဲ့စံတာတွေအဲ့ဒါတွေအမတို့ကတရားတစ်ဖွဲ့ သူ့ကနေအမတို့ကပြန်ပြီးတော့သူ့ကိုဆက်နွယ်ပေးတာပေါ့နော်အဲ့ဒီ feeling ကအရေးကြီးတယ်မောင်လေးအမကသတို့သားသတို့သမီးဆိုလို့ရှိရင်အချိန်အားဖြင့်2 to 3 months อยู่တယ် 2လ3လထိယူတာပေါ့နော်အဲ့ချိန်ကျမှသူတို့ wedding date လေးတွေကအရွှေပြောင်းရှိမလားသူတို့ wedding date လေးတွေကဘယ်လိုယူမလဲအဲ့ဒီပုံမှာပဲအမတို့ကပြန်ပြီးတော့နောက်ပြီးတော့အမတို့ကလေအင်ကြီးတစ်စိမ်ချိုးတဲ့အချိန်ကြလို့ရှိရင်လေအချိန်နဲ့나ကြီးနဲ့သွားတယ်အမတို့ကျတော့အမတို့အင်ကြီးကိုအမတို့ဘာနဲ့ချုပ်ထားလဲဆိုတော့ jewelry ကိုအမတို့ကအဲ့ဒီအင်ကြီးနဲ့ပဲလိုက်ပြီးလိုက်တယ်နောက်မဆိုလို့ရှိရင်သူတို့တွေ့လေကျွန်တော်တို့ကဘာနဲ့လိုက်လဲထိုက်လိုက်ပြေးနေကြရမလို့ခဏဆိုလို့ရှိရင်လေအမတို့ကဒီအင်ကြီးမှာချုပ်ထားတယ်ဖနှက်ပိတ်ကိုပဲပြန်ပြီးတော့ဒီဖနှက်မှာတုံးလိုက်တာအင်ကြီးပိတ်ကိုဖနှက်မှာတုံးလိုက်တာပေါ့နော်အဲ့တော့သူတို့တွေ့ဘယ်နေရာမှာတစ်ခုမှ complete service ဟတ်တူတူခေါင်းကနေဟိုချက်လောက်ထိ complete ဖြစ်တာပေါ့နော်အဲ့လိုမျိုးလေးအိန္ဒိယန် dress တော့လေမောင်လေးသိလားအောက်ကရွှေရောင်တွေကိုလိုက်တာနဲ့အိန္ဒိယန် dress မဖြစ်သွားဘူး။နောက်နောက်တခါအနီရောင်အိုးပဲပွလိုက်တာနဲ့လေအိန္ဒိယန် dress မှဖြစ်သွား။နောက်ပြီးတော့မြန်မာအချိန်မသိမ်းမှထွက်နေရွှေဘူးနယ်တို့ဘာလို့ဆိုတော့ material လေးရရှိမှာ။အဲ့ဒီ material ကို Indian culture dress မှာလာသုံးလို့မရအောင်။အားလုံးကသူ့အယူအဆနဲ့သူရှိတယ်။အိန္ဒိယန်ဒီလိုစကတ်တစ်ခုဝတ်မယ်ဆိုစကတ်မှာနှစ်မျိုးရှိတယ်။ ီလိုပိတ်တစ်ခုတည်းနဲ့အရှင်းအောင်ချုပ်ထားတဲ့ပိတ်ကဲနောက်တစ်ခုကပိတ်ဆောက်ကိုဖြတ်ပြီးဆိုတော့အောက်မှာဒီလို overlap ဖြစ်မနေရအောင်ဒါ Indian ကအယူအဆ is not about ချုပ်တတ်တာမချုပ်တာနဲ့မဆိုင်သူ့ယူဆနဲ့သူရှိတာပေါ့နော်အောက်ကဘယ်လိုပြောရမလဲဆောင်းမောင်းလေးရွှေရောင်လေးဒီလိုအနာကိုလေးထည့်လိုက်တယ် Indian ဖြစ်မသွားသလိုအမတို့ကဒီလိုမျိုးဟာဆိုလဲ Indian ပြောအိန္ဒိယသူ့အယူအဆနဲ့သူလာတယ်အဲ့တော့လေပွဲတစ်ပွဲမှာလေမောင်းလေးရက်နေကြည့်လိုက်သိရတယ်ကတ်စတမ်နဲ့ယူယူနဲ့ဆိုတာလေအဲ့လိုမျိုး ဒီမှာကျတော့ဘယ်လိုမျိုးဖြစ်လဲဆိုတော့မောင်လေးကဟာအိန္ဒိယ culture တွေမှာအမျိုးမျိုးရှိတာအိန္ဒိယမှာကျတော့သူတို့ culture နဲ့သူတို့အဝိစာအဝိကြတယ်ဥပမာ तू ကဒီ north ဘက်ကလူဆိုရင် north မှာ punjab ရှိတယ်ဘင်္ဂါလီရှိတယ်ဂုဂျရာတီရှိတယ်အဲ့တော့သူတို့ culture နဲ့သူတို့ root ကိုကိုင်နေမောင်လေးဘယ်လောက်ပဲလူက western ဝဲဝဲသူတို့တကယ်ရိုးရာနဲ့မင်္ဂလာဆောင်မယ်ဆိုသူတို့ root ကိုသူတို့ ထုတ်တယ်အမြင့်ကိုထုတ်တယ်ထုတ်ပြီးတော့သူတို့ဝစ်တာပဲเนาะအမားတို့မြန်မာပြည်မှာကျတော့ရှင်းတယ် north ဘက် south ဘက် အစ္စလာမ်မွတ်စလင်ပေါ့နော်ဒီသုံးခုကိုပဲအမတို့အဓိကထား main ပေါ့အဲ့ဒီ main ပေါ်မှာအဲ့တော့ client တယောက်ကအမရှိလာပြီးဟဲ့ဆို तू ဘာ root ကိုခြင်ထားလဲ तू culture ကဘာလဲအဲ့ဒီပေါ်မှာအမတို့ကလိုက်ပြီးတော့လိုတဲ့အယူအဆအတိုင်းအမတို့ဆက်ပြီးတော့လောက်ပါတာပေါ့နော်အမဆက်ဆချင်းအိန္ဒိယရောက်တဲ့အချိန်မှာအမတို့ဒီဒီ designing class ကိုတက်တဲ့အချိန်မှာလေအမထင်တာပါလေဆိုတော့ငါတို့ကြောင်းသွားလို့ရှိရင်ကကြီးနဲ့ပိတ်စာနဲ့ယူပြီးတော့ငါတို့ cutting လုပ်မယ်လို့ထင်တာစရောက်တဲ့အချိန်မှာ illustration ဆရာအမကိုဘာလုပ်လဲဆိုတော့ခေါင်းဆယ်လုံးဆွဲခိုင်းတယ် ခေါင်းဆယ်လုံးဆွဲခိုင်းတော့ဘာလဲဆိုကြည့်တော့သမင် hair style နေအကုန်လုံးခေါင်းဆယ်လုံးဆွဲခိုင်းဆွဲခိုင်းတော့အမစဉ်းစားငါ I'm not a hair artist ပေါ့မအောင်ငါ့ကိုဘာလို့ခေါင်းဆယ်လုံးဆွဲခိုင်းနေတာလဲပေါ့အဲ့ဒီခေါင်းတွေမှာလည်းဘာကွာသွားလဲဆိုအဲ့ခေါင်းမှာလေဒီ traditional နဲ့ culture တွေကွာသွားတယ်သမင်ပုံစံကဘယ်လိုလာလဲမျက်နှာချဘယ်လိုလာလဲအခုနောက်ပိုင်းဆိုဘာထွက်လာလဲဆိုတော့မောင်လေးရဲ့ရွှေအစ်စ်နဲ့ချုပ်ချင်တာလား blouse ကိုနောက်ပြီးတော့ saint diamond အစ်စ်နဲ့ချုပ်ချင်တာတချို့တွေကမောင်လေးသိလားအိမ်မာလေးအဲသူတို့ဝယ်ထားတဲ့အမြတ်တနိုးဝယ်ထားတဲ့ဒီ jewelry လေးရှိတယ်နီလာတို့ဗရမျာတို့ရူဘီတို့အဲ့ဒါလေးတွေကိုအပေးပြီးတော့ blouse ချုပ်ချင်တာလား ို့အမကြီးလာအဖို့ကလေအချိန်လိုတယ်တို့ရန်တို့ဒီကျွန်တော်တို့ဘယ်အချိန်မှဆောင်မဲကျွန်တော်တို့ကဘာအဝတ်ဝတ်မဲနှစ်ခုပဲလိုအပ်တယ်တချို့လေဒါမောင်လေးအမပြောရမယ်သလားပိတ်စယူလာလို့ရလာလို့လည်းမေးတယ်ဒါမဲ့ဘာပိတ်ကိုဘာနဲ့ချုပ်အောင်လဲဆိုအမပဲသိတယ်တို့သိတာမဟုတ်ဘူးလေပိတ်စယူလာနှစ်တူရဘာထင်းလဲဆိုအမကလေဒီလိုအင်ကြီးပိတ်စလေးတွေအာချိတ်ပြီးတော့ဆက်ချုပ်လေးထိုင်နေနေတယ်လို့များထင်လားမသိဘူးအဲ့လိုလေးလည်းရှိကြတယ်သိလားအဲ့လိုလေးတွေလည်းအမမနားလည်အောင်လို့အငယ်ရှင်းရှင်းပြတာပေါ့နော်အဲ့လိုရှိအဲ့တော့ one stop စားပြီးအမတို့ကတခါတည်းအစအဆုံး သူတို့သားသူတို့သမီးလိုတယ်အချိန်လိုတယ်သူတို့ဝတ်ချင်တဲ့ဒီဇိုင်းလိုတယ် that's it ပဲကျွန်တော်ဘာမှမလိုအဲ့လိုမျိုးဒါပေမဲ့အမဘက်က guarantee တစ်ခုပေးနိုင်ရထွက်လာတဲ့ဒီဇိုင်းဒီကြိုက်တဲ့လူနေရှင်မြန်မာပြည်မှာပေါ့နော်ကြိုက်တဲ့လူနေရှင်ကြိုက်တဲ့နေရာမှာရှင်ကြိုက်တယ်လို့ရှင်ပွဲတဲ့မှာဆိုလို့ရှင်ကွဲထွက်နေအောင်တော့အမတို့ဘက်ကဒါလုံးဝ 100%ပဲ100%တော့မဟုတ်500%တော့ဥမဘက်က guarantee ယူတယ်ပေါ့နော်အဲ့လိုမျိုးလေးဟုတ်အမတော့ဘယ်လိုလဲဆိုတော့မောင်လေးကအိန္ဒိယကိုသွားစီအောင်မလို့အောင်အိန္ဒိယဒီကိုလာမယ်အမတော့ we brought india here နောက်တစ်ခုကအမရဲ့သရိုသားသရိုသမီးဆိုတာက royal sign နေရမယ် royalty sign နေရမယ်သူတို့တချို့မသိဘူးဆိုတာကတော့အမဘက်ကနေပြရမယ်ဒါကအမရဲ့တာဝန်သူတို့ဘက်ကဖွင့်လိုက်လို့ရှိရင် royal feel ကိုဖြစ်နေရမယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါလေးကိုစီစဉ်ပြီးတော့အမတေချာချာအထူးသတိထားတယ်ပေါ့နော် indian culture တွေ indian handcrafted တွေအဲ့ဒါလေးအမတို့မြန်မာပြည်ရဲ့လူတွေ အာဝစ်စင်ခွင့်ရှိပါတယ်တံမိုးထားခွင့်လည်းရှိတယ်အမတို့မြန်မာပြည်ကလူတွေဝစ်တင်တယ်မြန်မာပြည်ကလူတွေနဲ့လည်းအများကြီး they deserve better ပေါ့နော်အဲ့တော့အမတို့ mission ကတော့ဗာလေအမတို့တစ်ခုလုံးကတော့အမတို့ Indian culture ကိုအမတို့မြန်မာပြည်ကနေဖြစ်ကတချို့အမတို့မြန်မာနိုင်ငံခြား wedding တွေအမတို့ share တယ်လို့အမတို့ wedding တွေကိုလည်းနိုင်ငံခြားလူတွေ share တဲ့အထိဖြစ်ကမှာပေါ့နော်အဲ့ဒီတော့အမတို့အများကြီးစူးစမ်းသွားမှာပါလို့နောင်ကိုပေါ့နော်အဲ့လိုမျိုးဟုတ် down မင်္ဂလာပွဲ wedding လေးထက်အများကြီးခမ်းနားတဲ့ wedding လေး season ဖို့အဲဘလူးပဲကြည့်ကြည့်မောင်မောင်လေးဒါ wow it's my dream wedding ဲ့လိုဖြစ်ရတဲ့ဒီစီစဉ်ဖို့အမားတို့မှာအများကြီးရည်ရွယ်ချက်တွေလည်းရှိတယ် idea အစ်စ်တွေလည်းရှိတယ်အခုဆိုလို့ရှိရင်အမားတို့ trend ကိုဘယ်ကိုသွားလဲဆို2026ကိုအမားတို့ဦးစားပေးရတယ်အခုလာအပ်တယ်ဆိုလို့ရှိရင်အမားတို့2026အထိသွားပြီလေအဲ့တော့2026မှာဘာ color တွေ trend ဖြစ်ပြီလဲဘာတွေဝတ်သိမ့်ပြီလဲနောက်တစ်ခုကလည်းလေမောင်လေးသိလား color နောက်ကို trend လိုက်တယ်ဆိုတာလေသူနဲ့လိုက်တာမလိုက်တာလဲသတိရတာဝန်သွားကြည့်ရတာဆိုတော့အမားတို့အဲ့ဒီဘက်အထိ2026 2027ဒီအမားတို့ဘာတွေလာမလဲဘယ်လိုတွေနောက်ပိုင်းဖြစ်မလဲအများကြီး best တစ်ခုနဲ့တစ်ခုဖြစ်ဖို့အတွက်အမတို့အများကြီးကြိုးစားသွားပါမှာလောက်အဲ့လိုမျိုးပေါ့နော်အမအိုချစ်တဲ့ customer တွေရောတတိပါအားပေးတဲ့ customer တွေရောနောက်ပိုင်းကျလို့ရှိရင်အဲတီးချာချာလေးသူတို့ wedding လေးကို plan လေးလုပ်ပါတီးချာချာအမတို့နဲ့လာတွေ့ပါတီးချာဖြစ်ချင်တဲ့ design တွေ နောက်ပိုင်းဖြစ်လာမယ့်ဒီဇိုင်းတွေအမတို့တာဝန်ရတော့အမတို့ best လုပ်ပေးရမယ့်တာဝန်ရှိတာပေါ့နော်အဲ့တော့အမတို့တတိပါကိုလာလေပါအမတို့မဝယ်ရင်တော့ပြဿနာမရှိဘူးလာပြီးလေးလာပါအမတို့နဲ့လည်းဆက်သွယ်ပါလို့အမတို့ကိုချေရတဲ့လူတွေရော Indian culture ကိုမျက်နှိုးတဲ့လူတွေအတွက်ကိုအမဒီနေရာနေပြီးတော့အကောင်လုံး welcome လုပ်ချင်ပါတယ်လို့ကျေးဇူးထူးတင်ပါတယ်